အလုံးမင်္ဂလာပါဘတ်စကိုက်တင်ကြရေးမှကျေးဇူးပါတယ်။တခြားတော့ဘတ်စကိုက်ရဲ့ graphic sentence တင်ကြံကိုတခြားပေးမဲ့တစ်ချေတင်နေဆောင်ပါ။တခြားကဒီနေ့တင်ချာရဲ့အခန်းဆက်ခွန်အပိုင်းကင်းများ စာခြင်းအကြောင်းကိုပြောတော့မှာပါ။ဟုတ်ပြီ။ဒီမှာကြည့်ရအောင်။ အောင်ဟာတဲ့အိမ်သုံးစီးနဲ့နေရံကိုစေတုပ်ပါတယ်တဲ့ဟုတ်ပြီနမကကြီးအောင်ဟာတဲ့အဝါရောက်အိမ်သုံးစီးနှစ်ပုံးနဲ့ဧရိယာ၅ဘိုင်း၂ဘိုင်းစတူဒီယံမီတာကိုစေတုပ်တယ်တဘုံနဲ့ဆိုလို့ရှိရင်စတူဒီယံမီတာမြန်မြန်တုံးနိုင်မနေတဲ့ကဲဒီချဲဟိုးရှေ့ဒီမှာပြောခဲ့တယ်အများကိုဟုတ်ပြီနော်အများပေးထားတဲ့အနေရှာခိုင်းတယ်ဆိုလို့ရှိရင်ချဲတို့ဘာဖြစ်မလဲစားမယ်ဟုတ်ပြီနော်အနေပေးထားတဲ့အများရှာခိုင်းရင်မြောက်မယ်ဒီမှာသူကနှစ်ပုံးတန်မှုပေးထားတယ်တဘုံတန်မှုကိုရှာခိုင်းတဲ့အတွက်ကြောင့်စားမယ်ဟုတ်ပြီအဲ့ကြတော့ချဲတို့က၅ဘိုင်း၂ဘိုင်း အစာကျဲတို့ကနှစ်ဟုတ်ပြီနော်အဲ့ကျတော့တပုံးရဲ့တံပိုးရမယ်ဟုတ်ပြီကျဲတို့အရင်တော့စားတော့ကဘယ်လိုစားခဲ့လဲ၅ပိုင်း၂ပိုင်းပိုင်းခြေကိုလာမြောက်တာဟုတ်တယ်နော်ပြေကင်းစင်ပိုင်းခြေကိုလာမြောက်တဲ့နှစ်အဲ့ကျတော့နှစ်နဲ့နှစ်နဲ့ကြည်တယ်ကျဲတို့အဖေက၅ပိုင်း၃ပိုင်း၅ပိုင်း၃ပိုင်းစတူရန်မီတာရမယ်နော်ဟုတ်ပြီနောက်တစ်ခုအောင်းဟာနမခါကိုအောင်းဟာတဲ့မင်းအောင်အိမ်တုတ်စီ၃ပုံးနဲ့တဲ့ ၅ဘိုင်း၂ဘိုင်းစတရမီတာစီတုပ်တယ်တဘုံဟုတ်ပြီနော်၃ခုတန်မှုပေးထားတယ်တစ်ခုတန်မှုရှာခိုင်းတယ်ဘာလို့မလဲစားမယ်ဟုတ်ပြီအဲ့ကြတော့၅ဘိုင်း၂ဘိုင်းအစာ၃ဟုတ်ပြီအစာဆိုရင်ချဲတို့ကပိုင်းချီကိုလာပြီးတော့မြောက်မယ်၅ဘိုင်း၂ဘိုင်းအမြောက်၃ဟုတ်ပြီနော်အဖြေက၅၃လီ15နှစ်15ဘိုင်း၂ဘိုင်းစတရမီတာရမယ်နော်ဟုတ်ပြီနောက်နီနီယာတဲ့အပြန်ရောင်အိတ်တုတ်ဆေးတဘုံရယ်၄ဘိုင်း၃ဘိုင်းဖြစ်နေတဲ့၅ဘိုင်း၂ဘိုင်းစတရမီတာကျဲဝင်းနဲ့ဆေးတုံနိုင်တယ်တဘုံဆိုလို့ရှိရင် ဘယ်မီတာဘလောက်သုံးနိုင်မလဲတဲ့ဟုတ်ပြီနေပိုင်းတစ်ပိုင်းပေးထားတယ်တဘုံတံမို့ရှာခိုင်းတယ်အဲ့ကြတော့ချဲတော့ဘာလို့မလဲစားမယ်စားပြီဆိုဒီမှာရောက်တော့ဆော့ဆော့ချဲတော့ကိန်းပြည့်၅ပိုင်း၂ပိုင်းအစား၂ဆိုရင်သားချေတို့ကကိန်းပြည့်ကအပိုင်းကိန်းကိုလာမြောက်တာဒီမှာကျတော့ချေတို့ဘာဖြစ်မလဲဆိုတော့၅ပိုင်း၂ပိုင်းအစား၄ပိုင်း၁ပိုင်းဟုတ်ပြီအပိုင်းကိန်းချင်းချင်းစားမယ်သိချာနားထောင်မယ်နော်အပိုင်းကိန်းချင်းချင်းစားမယ်ဆိုလို့ရှိရင်ဘာလုပ်ရလဲဆိုချေတို့ကတခုတည်းရဲ့၅ပိုင်း၂ပိုင်းအမြတ် ပြောင်းလိုက်တယ်အမြောက်ပြောင်းပြီးတော့အဲ့ဒီလက္ခဏာရဲ့နောက်ကကင်းကိုပြောင်းပြန်လှန်ပေးလိုက်။ "तू က၄ဘိုင်း၃ဘိုင်းမလားချေတို့က၃ဘိုင်း၄ဘိုင်း။၂ဘိုင်း၃ဘိုင်းဆိုရင်၃ဘိုင်း၂ဘိုင်း။၃ဘိုင်း၆ဘိုင်းဆိုရင်၆ဘိုင်း၃ဘိုင်း။ဒါမျိုးဟုတ်ပြီနော်။သူ့ရဲ့ကင်းကိုပိုင်းဝင်ရပိုင်းချင်နေရာရောက်မယ်ပိုင်းချင်ရာပိုင်းဝင်နေရာရောက်မယ်။အမြောက်ပြောင်းလိုက်တယ်ဟုတ်ပြီနော်။လက္ခဏာကိုအစားကနေအမြောက်ပြောင်းလိုက်တယ်။ပြောင်းပြီးတော့နောက်ကကင်းကိုပြောင်းပြန်လှန်ပေးလိုက်တယ်။ရှာမယ်နော်။ဟုတ်ပြီဒါချေတို့ PVR ဆိုလို့ရှိရင်မလုပ်မလဲ။ ငါတလီငါဟောပြီနော်လေးနဲ့လီရှစ်တဲမြောင်းလိုက်လို့ရတယ်ချေတို့ခြေကြရရှိရင်ခြေခြေကြရမရှိရင်ခြေလို့မရအောင်ဆိုလို့ရှိရင်ထားမယ်ပိုင်းဝေးရကြည့်နေချေတို့ဘာလုပ်မလဲအပိုင်းကိန်းပုံစံပြောင်းပေးမှာပေါ့ဟောပြီနော်ရမလားဟုတ်ပြီနောက်တစ်ခုအော်ဒါက तू က तू ရှိမှတွတ်သွားခဲ့တဲ့ခြေတို့ဟာလေနော်ဟုတ်ပြီ ါကလည်းပဲတစ်ချက်ရှိမှပြောခဲ့တဲ့အတိုင်းပဲဒီတိုင်းရှင်းနေဆိုလို့ရှိရင်တားတော့သမီးတို့ရှုံနေမှာဆိုလို့တစ်ချက်မနီကိုခါလေးပြောပြမယ်၅ဘိုင်း၂ဘိုင်းအစာ၄ဘိုင်းတစ်ဘိုင်းဆိုရင်ချေတို့ကဘာမှမလုပ်ဘူးဟုတ်ပြီနော်၅ဘိုင်း၂ဘိုင်းက၅ဘိုင်း၂ဘိုင်းထားလိုက်အမြောက်ပြောင်းလိုက်နောက်ကကိန်ကိုပြောင်းပြန်လှန်ပေးလိုက်၄ဘိုင်း၃ဘိုင်းမို့လား၃ဘိုင်း၄ဘိုင်းဟုတ်ပြီချေတို့ကအကိန်းပြည့် ပိုင်းကင်းနေအောင်မတက်မရတဲ့ကြောင့်၄ပဲရေးဟုတ်ပြီနော်အဲကြတော့၄နဲ့၄ရှစ်ငါငါငါပဲငါပိုင်း၈ပိုင်းရမနော်ဟုတ်ပြီနောက်တစ်ခုအောင်ဟာတဲ့အနီရောက်အိမ်သုံးစစ်တပုံးရဲ့၄ပိုင်း၃ပိုင်းကို၅ပိုင်း၂ပိုင်းစတရမီတာကျဲဝင်းနဲ့နေရမှာတုတ်ပါတယ်တဲ့နီရောက်စစ်တပုံးရဲ့ဆိုရင်ဘယ်လောက်သုံးနိုင်မလဲဆိုတော့စားမယ်၅ပိုင်း၂ပိုင်းအစာ၄ပိုင်း၃ပိုင်းဟုတ်ပြီနော်အဲကြတော့ချဲတို့ဗာပြောထားလဲ၅ပိုင်း၂ပိုင်းအမြောက် လေးပိုင်း၃ပိုင်းကိုကိန်းလှန်တော့၃ပိုင်း၄ပိုင်းဟုတ်ပြီ၃ပိုင်း၄ပိုင်း93 45 42 8 15 8 8စတူရီယမ်မီတာရမယ်နော်ဟုတ်ပြီကဲပိုင်းအောင်ကလေးလေးကိုကြည့်အောင်ပိုင်းကိန်းတစ်ခုစားတဲ့အခါမှာဆိုလို့ရှိရင်တီကိန်းကိုစားကိန်းရဲ့လှန်ကိန်းနဲ့မျှောက်ရပါတယ်တဲ့ဟုတ်ပြီနော်စောစောကချေလို့ပြောခဲ့တယ်လို့ပဲအမြောက်ပြောင်းပြောင်းပြီးတော့နောက်ကကိန်းကိုလှန်ပေးလိုက်အောင်မယ်လက္ခဏာရဲ့နောက်ကကိန်းကိုလှန်ပေးလိုက်အောင်မယ် ရမယ်နော်ဟုတ်ပြီနံပါတ်1အောက်ပါတို့တွက်ပါရတယ်ဟုတ်ပြီ၃ပိုင်းတစ်ပိုင်းအစား၅ပိုင်း2ပိုင်း10၃ပိုင်းတစ်ပိုင်းအမြောက်2ပိုင်း5ပိုင်းဟုတ်ပြီနော်ခါခွေးလေးထုံးလေး၎င်းပဲ5ပိုင်း3ပိုင်းအစား8ပိုင်း9ပိုင်းဆိုရင်5ပိုင်း3ပိုင်းအမြောက်9ပိုင်း10ပိုင်းအဲ့လိုနဲ့မြောက်သွားရုံပဲအပိုင်းကိန်းချင်းချင်းရမယ်နော်ဟုတ်ပြီနောက်တစ်ခုနံပါတ်3တရိကန်လေးလေးနံပါတ်3၄ပိုင်း3ပိုင်းအစား7ပိုင်း9ပိုင်းဟုတ်ပြီ၄ပိုင်း3ပိုင်းအစား7ပိုင်း9ပိုင်းဆိုလို့ရှင်ဘာမှထရီထရူတွက်စရာမလိုဘူးချေတို့က၄ပိုင်း3ပိုင်းအစား7ပိုင်း9ပိုင်း ဘာမှမလို့ဘူး၄ဘိုင်း၃ဘိုင်းအမြောက်၉ဘိုင်း၁၀ဘိုင်းပေါ့အဲ့ဒါနော်အဲ့မှာကျင်းမဲ့၃တတိ၃၃၃၄ကို၂၂၄၄၂၅လီ၁၀ဟုတ်ပြီနော်အဲ့မှာချမ်းမြောက်မဲ့၃တတိ၆၅တလီ၅၆ဘိုင်း၅ဘိုင်းချမ်းမယ်နော်ဟုတ်ပါပြီဒါတွေကလွယ်ပြီးသားတွေပါနော်ကဲနံပါတ်2အောက်ပါတို့တွက်ပါရတဲ့ဆိုပြီးတော့အစားလက္ခဏာအမြောက်ပြောင်းနောက်ကကိန်းကိုလှန်ပေးလိုက်ရမယ်နော်တွက်ထားမယ်ဟုတ်ပြီနောက်တစ်ခု 3အစား9ပိုင်း2ပိုင်းနဲ့ Oh sorry 2ပိုင်း9ပိုင်း3အစား2ပိုင်း9ပိုင်းဟုတ်ပြီ3အစား2ပိုင်း9ပိုင်းကိုချေလို့ဘယ်လိုတွက်မလဲ3အမြောက်9ပိုင်း2ပိုင်းပေါ့ဟုတ်ပြီနော်အဲ့ကြတော့ခါရတော့3အမြောက်9ပိုင်း2ပိုင်း3 4 6ခွန်ကခွန်မယ်9ပိုင်း6ပိုင်းချမ်းမနော် ဟုတ်ပြီနံပါတ်3လဲတွက်ထားမယ်။ကိန်းပြေးကရှိရရှိနေတယ်။ရတယ်ကိစ္စမရှိဘူး။၄အစား9ပိုင်း9ပိုင်းဆိုလို့ရှိရင်၄အမြောက်9ပိုင်း9ပိုင်းချေလို့ဘာမှကြည့်ကြမလို့လက္ခဏာရဲ့နောက်ကရှိတဲ့ကိန်းကိုလှန်ပေးရုံပဲ။ရမနော်။ကဲနောက်တစ်ခု၃ခုမြတ်၃ခုပေါ့နော်ဒီတစ်ခါရတဲ့ချေတော့၃ခု၃ခုလဲချေလို့ဘာမှတားရေးစဉ်းစားကြမလို့၄ပိုင်း၃ပိုင်းအစား 5ပိုင်း4ပိုင်းအမြောက်3ပိုင်း2ပိုင်းဆိုလို့ရှိရင်လက္ခဏာရဲ့နောက်ကကိန်းကိုပဲလှမ်းမယ်ဆိုတော့အစားလက္ခဏာအမြောက်ပြောင်းကျင်တာလေးခြေတို့အဲ့ဒါတော့အစားလက္ခဏာရဲ့နောက်ကကိန်းကိုပဲလှမ်းမယ်4ပိုင်း3ပိုင်းအမြောက်အမြောက်ပြောင်းလိုက်ပြီဆိုတော့လှမ်းတော့မယ်4ပိုင်း5ပိုင်းဟုတ်ပြီနော်5ပိုင်း4ပိုင်း4ပိုင်း5ပိုင်းဖြစ်တယ်ပြီးတော့အမြောက်3ပိုင်း2ပိုင်းဒါကိုစက်တိုင်းမြောက်သွားအောင်မယ်ကိုကကို3တလီ3 3တလီ3ကြီး2တလီနဲ့2နဲ့4ကြီးဟုတ်ပြီနော်4နဲ့4 8 5တလီ5 8ပိုင်း5ပိုင်းရှာမယ်နော် ဲတော့အဲ့လိုလေးတွေတွေ့ရပါမယ်လဲ့လဲ့လေးအဓိကမှတ်ထားမှာအစားလက္ခဏာပြောင်းပြီဆိုလို့ရှိရင်အဲအစားလက္ခဏာနဲ့ကဲ့ရဲ့နောက်ကကိန်းကိုတခါတည်းမြန်မြန်လှန်ပေးလိုက်အောင်မယ်နော်အဲ့ဒါဆိုလို့ရှိရင်ရပြီအဓိကမင်းရအဲ့ဒါပေါ့နော်ဟုတ်ပြီနောက်တစ်ခု၃ဘိုင်း၂ဘိုင်းအစား၄ဘိုင်း၄ဘိုင်းနဲ့ပြင်ကိန်းညိုဖြစ်နေတယ်ဘာလို့မလဲကိန်းရောင်ပြောင်းမယ်၃ဘိုင်း၂ဘိုင်းအစား၅နှစ်လီ၁၀လီနဲ့ပေါင်း၁၄ 5ပိုင်း14ပိုင်းဟုတ်ပြီအဲ့ကြတော့ဘာမှစဉ်းစားကြရမလို့3ပိုင်း2ပိုင်းအမြောက်14ပိုင်း5ပိုင်းဟုတ်ပြီနော်အဲ့မှာကျင်းမဲ့2တလီ2 2 9 14ဟုတ်ပြီ93လီ21 5တလီ5 21ပိုင်း5ပိုင်းရမလားရမယ်နော်ဟုတ်ပြီနံပါတ်၄အောက်ပါတို့တွက်ပါတဲ့ကင်းရောဆိုရင်ကင်းရောင်ပြောင်းမယ်ရမယ်နော်တွက်ထားပါကဲနောက်တစ်ခု 3.3အစာ3ပိုင်း2ပိုင်းအမြောက်နှစ်ဟုတ်ပြီ3.3ကိုတကယ်တော့အပိုင်းကိန်းနေနဲ့ပြောင်းမယ်။ဘာဖြစ်မလဲဒသမတနည်းရတဲ့ရှိတော့7ပိုင်း3ပိုင်းဟုတ်ပြီနော်အမြောက်လက္ခဏာပြောင်းမယ်အစာကိုအမြောက်လက္ခဏာပြောင်းမယ်လက္ခဏာပြောင်းတဲ့ပြန်တဲ့ထဲသူ့ရဲ့နောက်ကဂိန်းကိုပြောင်းပြန်လှန်ပေးရမယ်3ပိုင်း2ပိုင်းဆိုတဲ့ခြေတို့က2ပိုင်း3ပိုင်းအမြောက်နှစ်ရမယ်နော်အဲဆိုရင်ခြေလူရပြီးနှစ်နဲ့နှစ်နဲ့ခြေဟုတ်ပြီနော် အဲအဲ့ဒီမှာဆိုလို့ရှင်10ဘိုင်း339 9ဘိုင်ရမလားရမနော်ချေရိုလွယ်လွယ်လေးပါတသမကိန်းဆိုလို့ရှင်တသမနေရာပေါ်လိုက်ပြီးတော့သူ့ကိုပိုင်းကိန်းနေနဲ့ပြောင်းပေးလိုက်ဟုတ်ပြီတသမကိန်းနဲ့အပြည့်ကိန်းနဲ့အပိုင်းကိန်းများပါတဲ့ကိန်းတန်းကိုမြှောက်ချင်းစားချင်းပြုတ်တဲ့အခါမှာဆိုလို့ရှိရင်တသမကိန်းကိုအပိုင်းကိန်းဖြစ်ပြောင်းပြီးတော့တွက်တာပို့ပြီးတော့တိကျပါတယ်တဲ့လွယ်သွားပါဘောနော်အကုန်လုံးပိုင်းကိန်းဆိုရင်ပိုင်းကိန်းဆိုလည်းအကုန်လုံးပိုင်းကိန်းတသမကိန်းမြှောက်တယ်ဆိုလို့ရှိရင်လည်းအကုန်လုံးတသမကိန်းဒါကပို့ပြီးတော့တိတိကျကျရှိတယ်ရမလား ဟုတ်ပြီနံပါတ်6ဒသမကိန်းကိုအပိုင်းကိန်းဖြစ်ပြောင်းမယ်အောက်ပါတို့တွက်ပါတယ်ဟုတ်ပြီတိတိသမ8တိတိသမ8ကိုချက်လို့အပိုင်းကိန်းပြောင်းမယ်ဆိုလို့ရှိရင်10ပိုင်း18ပိုင်းဟုတ်တယ်နော်10ပိုင်း18ပိုင်းအစား6အမြောက်9ပိုင်း10ပိုင်းဟုတ်ပြီဒီချက်တပုတ်တွက်ပြမယ်10ပိုင်း18ပိုင်း10ပိုင်း18ပိုင်းအချက်လို့တိတိသမ8ကို အပိုင်းတိုင်းနေနဲ့ပြောင်းလိုက်တာနော်ဘယ်လိုအခက်မရှုပ်သွားနဲ့တတသမ8ကဒသမ10ရဲ့ရှိလို့ခြေတော့က30ဟုတ်ပြီနော်အားပြီးတော့ကဲအစား6အစားဆိုရင်ခြေတော့အမြောက်ပြောင်းမယ်6ဆိုတော့ခြေတော့က6အောင်မှာတက်ရှိတယ်အတူကိုပြောင်းပြန်နှံလိုက်တော့ဒပိုင်း6ပိုင်းကနေပြောင်းပြန်နှံလိုက်တော့6ပိုင်းဒပိုင်းအမြောက်9ပိုင်း10ပိုင်းဟုတ်ပြီဒါကိုခြေတော့ခြေမယ်ခြေတင်တာခြေမယ်စားတင်တာစားမယ်မြောက်တင်တာမြောက်မယ်ရမယ်နော်ကဲ အဲ့လိုလေးတွေ့ထားပါကာကြီးခါဝေးကငယ်ကာကြီးလူလေးလေးပါတသမကင်ကိုပိုင်းကင်ပြောင်းတနည်းအားဆိုရင်10နှစ်နည်းအားဆိုရင်100 300ဆို1000ရမယ်နော်ဟုတ်ပါပြီအဲ့ဆိုရင်ဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲကြည့်ရှုနားထောင်ပေးခဲ့ကြတဲ့တအားတို့သမီးတို့အားလုံးကိုကျေးဇူးပါနောက်ဗီဒီယိုတွေမှာပြန်ဆုံမယ်နော်